ဂါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ီပိုင်းဆားမှာတော့ဒီစစ်သူကြီးဟာအမားဖြစ်သူကျန်ရော်ဒီစီလာပြီးတော့တမိပြတဲ့ဒီထင်းရဲ့အခြေကိစ္စတွေလာပြီးတော့ဆွေးနွေးပါတော့တယ်ကျန်ရော်ဒီကသူနဲ့ဒီထင်းတွေ့တော့တဝီသောကျန်ရစ်သူဆွေမျိုးချာဖြစ်တာကြောင့်ဒီချင်းကလာပြီးတော့ဆွေးနွေးတာပေါ့ဒီချင်းကတော့သူသမီးဒီထင်းကရွယ်ရောက်လာလို့လက်ထပ်တာကိုလက်ခံပြီးလွင်ကိုလည်းရုပ်ပိုင်းဆိုင်ရာတာမင်ညာဆိုင်ရာပါသဘောကျနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီထင်းနဲ့လွင်က၃ချိန်ပဲဆုံးတာကြောင့်တယောက်ကတယောက်တီကျွမ်းနေစင်မဲ့ရှိသေးတယ်လို့ဒီချင်းကပြောပြပါတယ်အမားဖြစ်သူကျန်ရော်ဒီကတော့ဒီချင်းနဲ့ဇနီးဖြစ်သူရဲ့အဖြစ်အပျက်ကိုပြန်ပြောပြပါတယ်ဒီထင်းအမေကကန်ဆိုးခဲ့လို့ယောဂါဆိုကြီးခံစားပြီးတော့ အသေးစောခဲ့မယ်တီချင်းနဲ့တူပြောရွှင်ရွှင်ဖြတ်တန်းခွင့်ရတာဟာအစိုးရအကောင်ဖြစ်ခဲ့လို့ပြောပါတယ်ဒါကြောင့်တီချင်းကိုကိုယ့်ရဲ့တဝီတော်တမီလေးတီထင်ဟာချေရတဲ့သူနဲ့လက်ထပ်ခွင့်ရပြီးပြောရွှင်နဲ့ဘောအောင်ဖြတ်တန်းခွင့်ပေးဖို့တောင်းဆိုပါတယ်အမဖြစ်တော်တီထင်ဖြစ်စေခြင်းနဲ့အတိုင်းသာဖြစ်ခွင့်ပေးခိုင်းလိုက်ပြီးနောက်ဆုံးရလကတီထင်ထင်သာသူလို့ဖြစ်မလာရင်တော့မှတီထင်မကျေမနပ်ဖြစ်မှာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဒီချိန်မှသာတီချင်းကသဘောမတူလို့ပြောလိုက်ရင်တီထင်ဟာနားမလည်ပေးနိုင်အောင်နေမှာကပဲတစ်ပွားလုံးနောက်နှားရနေတော့မှလို့အမဖြစ်သူကရှင်းပြပါတယ် အဲ့နမှာတော့အယူတယောက်ဒီထိုင်ရင်ကိုလာလိုင်းနဲ့လင်းဝင်လာသွားတဲ့အကြောင်းကိုသိလိုက်ပါတယ်။ဒီထိုင်လဲလွင်ကအဖေဖြစ်သူစစ်သူကြီးတီထန်လာရင်နဲ့သူနဲ့အတူတိုင်းဆွမ်းစစ်ဆေးလိုက်တယ်လို့ပြောပြနေပါတယ်။ဒီထိုင်လဲလင်းဝင်တိုင်းကအများကြီးကောင်းနေအောင်ပြောပြပြီးတော့သဘောကျလို့နေပါတယ်။အဲ့ဒါကြောင့်အယူကတော့လင်းဝင်ကခုမှပေါ်လာတဲ့အဆင့်တစ်တိုင်းမညာရှင်ဖြစ်နေအောင်ဒီထိုင်နဲ့ပို့ပြီးတော့ကောင်းပါဖို့လို့ပြောလိုက်ပါတယ်။ပြီးတော့ဒီထိုင်ကလင်းဝင်သူ့ကိုမှတ်မိတဲ့အကြောင်းကိုမှပြောပြလိုက်ပြီးအဖေဖြစ်သူကပါသူ့ရဲ့သဘောကျတဲ့ခံစားချက်တွေရိပ်မိသွားခဲ့ကြအောင်အယူကိုရှင်းပြလိုက်ပါတယ်။ ဒီထင်ကတော့ဖီးယားတော်ပြည်သူနဲ့တိုင်မုံမှာဖြစ်တဲ့အတွက်တကယ်လို့များသဘောမတူရင်လို့တွေးပြီးတော့ကြောက်နေခဲ့ပါလေအားကြောင့်အိုက်ကတော့လေရင်အစွန့်တစ်တိုင်းမနာရှင်ဖြစ်အောင်တီချင်းစစ်သူကြီးကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်လို့တကယ်လို့တီထင်နဲ့သာမထိုက်တန်ဘူးလို့ယူဆရင်အဖေဖေးသူကသူ့ကိုယ်သူအခက်တွေ့စေသလိုဖြစ်မှာပဲလို့ပြန်ပြောပါလေဒီထင်ကတော့ဖေးဖေးသူနဲ့အနေမနီးခဲ့တာကြောင့်ဖေးဖေးသူရဲ့စိတ်ကိုခံမှန်းခက်နေရပါအဖေကသူ့ကိုရမ်းချစ်တယ်ဆိုမဲ့စုံတွေ့ချိန်ကတိတ်နေတော့တခါလေရမ်းသစိမ်းဆန်နေလို့တော့တီထင်ကထင်ခဲ့ဥပါလေဒါမဲ့အိုက်ကတော့အဖေဖေးသူရဲ့ဆိုင်ကာကန်ရှင်လင်ရွေးရဲ့သဘောထားကိုမေးဖို့တီထင်ကိုအကြံပေးလိုက်ပါလေ လူရင်သဘောကျရင်ကြရတယ်မကြရင်မကြဘူးဆိုတာကိုကိုယ့်အကူငင်းသိအောင်အရင်ဆုံးသွားမရမယ်လို့အာယူကပြောလိုက်ပါတယ်။အာယူကတော့အခုပဲဆောင်းပွဲဆောင်ပွဲကိုသွားမှာဖြစ်လို့ဒီထင်နဲ့ပေါ်လိုက်ခဲ့ပြီမယ်လို့ပြောလိုက်ပါတယ်။အဲနောက်တော့အာယူကအာယူရဲ့ပုံစံဝက်လာပြီးတော့ဆောင်းပွဲဆောင်တာကိုချင်းကပ်လို့လာပါတယ်။ဒီထင်ကတော့အာယူကအတင်းတောင်းဆိုတာမိုးဝဲပဲနဲ့ဘာလို့မင်းလေးလို့ဝက်လာလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့အာယူကတော့သူမသာယောက်ျားလေးလို့ဝက်လာမယ်ဆိုရင်လေမင်းကသူနဲ့တီထင်ကိုအတွဲတွေလို့ထင်သွားမှာဆိုလို့ဝက်ပေးတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ အဲ့တော့မှတော့ IC ကိုစပွဲတို့လေးရောက်လာပြီးတော့အခိုင်အတိုင်းပေါ်တက်ကဧည့်သည်တွေကိုအောက်ကိုဆင်းကားလိုက်ပြီးဖြစ်လို့လင်းဝင်လိုင်းလွတ်ပေးလိုက်မယ်လို့ပြောပါတယ်ဒီနေ့လဲအန်အောင်းတို့မှအာယူကတော့ဒီထိန်တဲ့လင်းရင်းစကားပြောတာအစင်းပြောင်းအပြင်လူတွေကိုဖယ်ထုတ်ပေးထားကြောင်းပြောပြလိုက်ပါတယ်အာယူကတော့လူလွတ်ပြီးတော့လင်းရင်းကိုခေါ်ခိုင်းထားကြောင်းတိတ်မကြခင်မှာရောက်လာလိမ့်မယ်လို့ထပ်ပြောပါတယ်တမက်မှလည်းမြောင်ချင်းကတငယ်ချင်းလင်းရင်းကိုမိန်းကလေးတီကတွေ့ကျင်လို့လာစားကြောင်းတကစားအမှုတန်းကပြောတော့မယုံနိုင်ဖြစ်နေကြတာပါလင်းကတော့မိန်းကလေးတီထိန်တဲ့ကမြို့တော်ရောက်မှတွေ့ဦးတာဖြစ်ကြောင်းမြောင်ချင်းကိုရှင်းပြလိုက်ပါတယ် ။မြောင်ကျင်းလဲတီထရဆောင်းဝဲတောင်ရှိကဆိုင်မာဆောင်နေရကြောင်းမိန်းကလေးရဲ့ချင်းစုံမှုမပြတ်ခွဲဖို့လေရင်ကိုမှားလိုက်ပါလေ။ဒုနဲ့လေရင်ထွက်လာချိန်မှာပဲကြည်လင်ကလေရင်ကိုလာရှာပါတော့တယ်။ကြည်လင်ကတော့သူနဲ့လေရင်တို့ရဲ့တိုက်ခိုက်မှုမှာပြီးသေးတာကြောင့်လေရင်တကယ်ပဲဒီနေ့အဆင့်တက်တိုင်းမင်းသားရှင်ဖြစ်ထိုင်လာဆိုတာတသက်ပြပြီးတာဖြစ်သွားဖို့လိုအပ်တယ်လို့ပြောနေပါလေ။ကြည်လင်ကတော့လေရင်ကိုယ်တိုင်လဲကိုကိုတသက်ပြဖို့လိုအပ်တာကြောင့်ဒီညမိုးချုပ်ချိန်မှာတွေးဖို့လေရင်ကိုချင်းစုံလိုက်ပါတော့တယ်။ကြည်လင်ကတော့တကယ်လို့လေရင်သားမလာခဲ့ဘူးဆိုရင်အစင်းနဲ့တိုင်းမင်းသားရှင်လည်းမဖြစ်တတ်ဘူးလို့သူ့အနေနဲ့တစ်သလုံးအထင်မကြီးနိုင်အောင်ပြောလိုက်ပါတယ် အဲ့ဒါမှာတော့အယူကလွင်ရောက်မလာသေးခင်မှာတီးထင်းသဘောထားတွေလေမသိအောင် ပြောမှဖြစ်မယ်လို့ရှင်းပြနေပါတယ်။အယူကတော့ဒီလိုလောက်တာရှင်းလင်းဖြစ်ပြီးတော့ဒီလိုမှမဟုတ်ရင်တော့ဘူးစာပတ်ချင်းလွဲသွားနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒီထင်းလဲသူ့ကိုတောက်ဆောက်ကြံပေးတဲ့အယူကအရှိမအတွေ့အကြုံတွေအများကြီးရှိနေတယ်လို့ပဲလို့ပြောလိုက်ပါတယ်။အယူကတော့သူကကြံကြောင်းသဘောကျတယ်တကယ်တရားစီကနေဒါတွေကိုသိခဲ့ရအောင်ပြောလိုက်ပါတယ်။အဲ့ဒီငယ်ချင်းကကြံကြောင်းအတင်ရဲနေပဲဝန်ခံခဲ့တဲ့အကြောင်းအယူလည်းပြောပြပါတယ်။အဲ့ဒီအချိန်မှာပဲလေမရောက်လာပြီးတော့အယူကတော့ခတ်သွက်သွက်ပဲထားပြီးတော့ကြိုးပါတယ်။ အဲကြောင့်လေဝင်လဲအာယူပါမိန်ကလေးဖြစ်နေအောင်သိပြီးတော့အံ့ဩသွားခဲ့ပါတော့တယ်အာယူကတော့သူသားယောက်ျားလေးဖြစ်နေခဲ့ရင်လေဝင်နဲ့တီထင်ကိုအောင်းသွဲပေးမနေဘူးလို့သာပြောလိုက်တာပါအဲတော့မှတော့အာယူကလေဝင်နဲ့တီထင်စကားပြောဖို့အတွက်အပြင်မှာထွက်ဆောင်ပေးနေလိုက်ပါတယ်အာယူကတော့မိန်ကလေးလိုတကယ်ဝက်လာမိတာဖြစ်လို့သူတောင်ရဆောင်းဝဲတောင်ချင်းနေကိုခါးအိဆိုင်ပေါ်ကနေရှိုးနေပါတော့တယ်အဲတော့မှတော့တီထင်ဟာလေဝင်တို့ဆောင်းဝဲတောင်မှာနေနေရကနန်းတို့ရဲ့မိန်ကိုစောင့်နေရလားလို့မေးပါတယ်တီထင်လဲသူကြားသလောက်ဆိုရင်စစ်သူဤတီဟာသူတို့၆ယောက်ကိုជីတန်နယ်ဆက်ကိုဆေးလို့ပြီးတော့စောင့်ကြခိုင်းတော့မယ်လို့ပြောပြလိုက်ပါတယ် လွေငါတော့တိုင်းမိညာရဲ့ဆောင်ဝဲဖြည့်ဆွားရရွယ်ချက်ကလည်းတနေ့မှတိုင်းမျိုးကာကွယ်ပေးပြီးတော့ဥဆောင်တိုက်ခိုက်နိုင်ဝဲလို့ပြောလိုက်ပါတယ်။အားလုံးတီထင်လဲလေဝင်လက်ထပ်ပြီးလားလို့မေးလိုက်ပါတယ်။လေဝင်ကတော့ခေါင်းခါပြိုင်းနဲ့သူဟာအင်အားတွေအကုန်လုံးကိုတိုင်းလိချင်းတဲ့နေရာနဲ့စစ်ပြူဟာလေးလာမှအသုံးချထားတာလို့ပြန်ဖြေပါတယ်။အားလုံးတီထင်ကတော့ဂျီတန်နယ်ဆက်ကိုသွားတဲ့အခါလေဝင်နေနဲ့လက်ထပ်ပြီးမှသွားဖို့စဉ်းစားထားလားလို့မေးလိုက်ပါတယ်။လေဝင်ကတော့ခုချိန်မှာဒါတွေမစဉ်းစားနိုင်သေးပဲသူကိုလည်းလက်ထပ်ခြင်းနဲ့သူမရှိသေးဘူးလို့ပြောလိုက်ပါတယ်။တီထင်ကတော့သုံးတယောက်ကသာလေဝင်ကိုချက်ချင်းလက်ထပ်မယ်ဆိုရင် လက်ထပ်ပြီးမှခြေတံနယ်စပ်ကိုသွားပေးနိုင်မလားလို့မေးလိုက်ပါတော့တယ်။အားကြောင့်တီထင်ကတော့သူ့အနေနဲ့လေဝင်းကိုလက်ထပ်ချင်တယ်ဆိုရင်လေဝင်းဘလို့တွေးပေးမှလဲလို့ထပ်မေးပါတယ်။လေဝင်းကတော့တီထင်စကားတွေကိုအံ့ဩနေပြီးတော့တီထင်က "तू ဘာဘူးကိုမဆိုရဲတင်းလို့နာကြောင့်သူ့ကိုအချက်မရှိဘူးထင်းချင်းထင်းနေမှာပဲ"လို့တွေးနေပါတယ်။တီထင်ကတော့သူတတ်တိတွေရှိနေတဲ့အချိန်မှာလေဝင်းကိုပြောချင်တဲ့စကားတွေကိုနားထောင်ပြီးဖို့တောင်းဆိုလိုက်ပါတယ်။အဲဒါမှတော့တီထင်ကသူ့ဖျားစစ်သူကြီးဖြစ်ပြီးတော့သူကိုယ်တိုင်လည်းငငယ်ငယ်ကလေးကတိုင်းမင်းရောင်တည်ဝင်တဲ့ယောက်ျားလေးလိုဝိစင်အောင်သဘောကျတယ်သူဖြစ်ကြောင်းအရင်ပြောလိုက်ပါတယ်။ ီထင်းရွယ်ကြအဖေပြည့်သူလို့တိုင်းမျိုးကာကွယ်ပေးတဲ့စစ်သူကြီးဖြစ်ချင်ခဲ့တာပါဒီထင်းဟာသူကိုယ်တိုင်စစ်သူကြီးမဖြစ်နိုင်တော့တာကြောင့်စစ်သူကြီးရဲ့ဇနီးဖြစ်ဖို့သာအရင်ကတည်းကစူတောင်းနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီထင်းကတော့သူ့ဘက်ကသဘောကျကြမကျကြစစ်သူကြီးတယောက်နဲ့လက်ထပ်လိုက်ဖို့မဖြစ်နိုင်တာကြောင့်စူတောင်းနေရမပြေခဲ့ဘူးလို့ထင်ခဲ့တာပါဒီထင်းလေရင်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာသူချစ်ရတဲ့ယောက်ျားလေးနဲ့လွဲပြီးတက်တလုံးနောင်တရမယ့်အဖြစ်မျိုးမဖြစ်ချင်ခဲ့ပါဘူးဒါပေမဲ့လေဝင်ကတော့အဲ့လိုဒီထင်းချက်ချင်းပြောလိုက်တာကြောင့်သူ့မှာပြင်ဆင်စရာအချိန်မရှိခဲ့ဘူးလို့ပြန်ပြောပါလိမ့်။ဒီထင်းကတော့လေဝင်ပြင်ဆင်နေစရာမလိုစိတ်ထဲမှာရှိတဲ့အတိုင်းပြောနိုင်တဲ့အတွက် တကယ်လို့သာသူ့ဘာမှခံစားချက်ရှိမနေဘူးဆိုရင်တော့သူလက်ခံနိုင်တဲ့အကြောင်းကိုပြန်ပြောပါလိမ့်။ဒါပေမဲ့လေဝင်ကတော့သူကိုယ်တိုင်လည်းတီထင်းပေါ်မှာခံစားချက်ရှိနေပြီးလက်ရှိချိန်မှာသူ့မှာဘာပိုင်ဆိုင်မှုမှမရှိတာကြောင့်တီထင်းကိုပိုင်ဆိုင်ခွင့်ရအောင်အမြော်မှန်းရဲဦးလို့ပြောလိုက်ပါလိမ့်။ပြီးတော့လေဝင်ကသူ့အနေနဲ့နယ်စပ်ကိုသွားတယ်ဆိုတာကအသက်နဲ့လောင်းကြီးထပ်လိုက်သူလိုပဲဖြစ်လို့သူကိုယ်တိုင်ဘလောက်ကြာကြာအသက်ရှင်မလဲဆိုတာမသိနိုင်ပေမဲ့တီထင်းဘွားတစ်ခုလုံးကိုနင်းနာစေလို့မဖြစ်ကြောင်းကိုရှင်းပြလိုက်ပါလိမ့်။ဒါပေမဲ့တီထင်းကတော့လေဝင်ကိုလက်ထပ်ပြီးတိတ်မကြခင်မှာမုံဆုံးမဖြစ်ရမယ်ဆိုရင်တော့မှသူ့ဘက်ကနောင်တမရပါမလို့ဂျေနန်းနဲ့ဂျီနဲ့လက်ခံကြောင်းကိုပြောလိုက်ပါတော့တယ်။ အဲကြောင့်လေရင်လည်းတီထင်းကိုလက်ထပ်နိုင်တယ်ဆိုပြီးတော့ပြောကလက်ခံလိုက်တော့တာပါလေရင်လည်းမြိုက်တွေဝဲနေတီထင်းကိုပွေဖက်ထားလိုက်ပြီးစေသူဤတီချင်းရောဒါကိုတိလာလို့မေးလိုက်ပါတယ်တီထင်းကတော့ဖြစ်ပြတ်ထားတဲ့ကိစ္စအားလုံးလေရင်ကိုရှင်းပြပြီးတော့အဖေပြည့်သူသဘောမတွေ့အောင်သူ့ဆုံးဖြတ်ချက်ကသူခြာပြီးသားပဲလို့ပြန်ပြောပါတယ်အဲဒါမှတော့တီထင်းကသူသဘောကျနေတော့လေရင်စီတိုင်းရဲ့သွားမပြောသင့်လို့အဖေပြည့်သူအပြစ်ဝန်ခံနေခဲ့ပါတယ်တီထင်းကတော့လေရင်မကြခင်မှာနေဆက်ကိုသွားတော့မှဖြစ်လို့သူတို့မှတွေ့ဆုံမှုအခွင့်မရှိတော့တာကြောင့်သွားပြောခဲ့မိတဲ့အကြောင်းကိုရှင်းပြပါတယ်အဲဒါကြောင့်အဖေပြည့်သူတီချင်းလဲတီထင်းပြောနေတယ်မြောက်ငင်းငင်းလေးနားထောင်ပေးပြီး လေမင်းရဲ့သဘောထားကိုမေးပါလေဒီထက်ကတော့သူ့ကိုလေမင်းလက်ခံလိုက်တာကြောင့်အဖေဖြစ်သူသဘောတူတူမတူတူလေမင်းနဲ့အတူရှိဖို့ဆုံးဖြတ်ထားတာတော့နားလေပေးဖို့ပြောလိုက်ရင်လည်းသမီးလိမ္မာလေးဖြစ်ကြောင်းကိုပြသလိုက်ပါလေဒီချင်းနဲ့သူနဲ့အမားဖြစ်သူဂျင်အာရိုတီဆွေးနွေးခဲ့ပြီးဖြစ်လို့မကန့်ကွက်တဲ့အကြောင်းတီထင်းကိုပြောပြလိုက်ပါလေဒါပေမဲ့ဂျင်အာရိုတီကသူ့နေတဲ့လေမင်းကိုအရင်တွေးကြည့်အောင်မယ်ဆိုတဲ့တောင်းဆိုကြတော့တောင်းထားကြောင်းတီထင်းကအဲ့ဒါပြောပြလိုက်ပါလေအဲ့တော့မတော်တီထင်းလည်းအဖေဖြစ်သူလည်းသဘောတူတာကြောင့်ဝမ်းသာနေပြီးတော့အတော်အပါသဘောကျမယ်လို့ပြောနေပါလေ။ဒါမှမဟုတ်လေမင်းနဲ့ကြည်လင်တို့ကချင်းဆုံမှုကြောင့်တွေးဆောင်ခဲ့ပါလေ ီလီကတော့အနိုင်ဆုံးမပြသားခဲ့တဲ့သူ့ဘွဲကိုသူ့အနေနဲ့မကျေနပ်ကြောင်းပြောလိုက်တာပါအဲကြောင့်လီလည်းဒီတိုင်းဘွဲမှာတခြားသူကိုထိခိုက်စေမှမျိုးဂျီလင်စိတ်မပူလားလို့မေးပါလေဂျီလင်ကတော့ဆောင်းဘွဲကပြီးဆုံးသွားပြီလို့သူတို့ကတောင်းဝထမ်းဆောင်ကိုစောင့်ဆိုင်းနေတယ်တပ်သားတွေဖြစ်တာကြောင့်တိုင်းပညာဖလဲရင်ဝင်ပြိုင်တာကိုဘသူကဝင်ပါရဲမှာလေလို့ပြောလိုက်ပါလေအဲကြောင့်လီလည်းတစ်ချိန်တည်းနဲ့ရလက်ထွက်အောင်တိုက်မယ်လို့ဂျီလင်ကပြောလိုက်ပါတော့တယ်ဒုံနဲ့သူတို့ကအနိုင်ဆုံးဆုံးပြမဲ့တိုက်ပွဲတွေကနှစ်အောင်ဆုံးကအကျိတ်နဲ့တိုက်ခိုက်နေကြပါတော့တယ်ဂျီလင်ကတော့သူ့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဓာတ်နဲ့အဆောင်ရဲ့မီးရင်နေကုန်ငိမ့်စေခဲ့ပြီးတော့လင်းရင်းကို အမောင်တူထဲမှာတိုက်ခိုက်နေပါတော့တယ်အဲ့လိုအကျိန်းနဲ့ရှင်မြိုင်ကျုံနေတာတော့မှာပဲရောင်ရှိရောက်လာပြီးတော့ဝင်တားလိုက်ပါတော့တယ်ရောင်ရှိကတော့လေဝင်နဲ့ကြည်လင်ကိုဘသူကအပြင်ဘက်မှာရှင်မြိုင်တိုက်ခွင့်ပေးထားလဲလို့မေးလိုက်ပါတယ်လေဝင်နဲ့ကြည်လင်ကတော့သူတို့ကတိုင်းမင်းသားဖလဲယုံသားပဲလို့ရောင်ရှိကိုပြောလိုက်ပါတယ်ဒါပေမဲ့ရောင်ရှိကတော့ကြည်လင်ဒါအရာတစ်ခုမြင်ပြီးတော့သူနဲ့လိုက်ခဲ့ဖို့ခေါ်သွားလိုက်ပါတယ်ကြည်လင်ကတော့လက်မလျှော့ဘဲနဲ့လေဝင်ကိုနောက်ကျင်တွေ့ပြီးတော့ထပ်ပြီးတော့တိုက်ခိုက်ကြအောင်မယ်လို့စိန်ခေါ်နေပါတယ်အဲ့နောက်မှာတော့ကြည်လင်ကသူတို့တိုင်းမင်းသားချင်းဖလဲရာကစီမင်းချိုးပေါက်တာမဟုတ်ဘူးလို့ပြောလိုက်ပါတယ် ။ရောင်ရှိကတော့ကြီးလင်ရဲ့ဓာတ်ထိတ်မှာတတ်ထားတာကရဲမင်းပလဲလုံးလားလို့မေးလိုက်တာပါ။ကြီးလင်ကတော့တိုက်ခိုက်မှာညံသုံးလို့ရတယ်အောင်သူ့လက်နဲ့အားသာချက်ကိုသုံးတာမမှားဘူးလို့ပြန်ဖြေပါရယ်။ရောင်ရှိကတော့မားတာမန်တိုင်းစိတ်ဝင်စားပဲ။သူသိကြတာကြီးလင်ရဲ့ရဲမင်းပလဲတတ်ထားဓာတ်ကဘယ်နေရာရလာတယ်ဆိုတာကိုပါ။ကြီးလင်ကတော့သူ့ဖေအသက်ရှင်စင်ကပေးခဲ့တဲ့ဓာတ်လို့ပြောလိုက်တာကြောင့်ရောင်ရှိလည်းကြီးလင်ကကြီမျိုးနယ်လားလီမျိုးနယ်လားလို့မေးလိုက်ပါတော့တယ်။ရောင်ရှိကတော့ကြီးလင်ရဲ့အဖေကလီချီဆိုတာကိုဓာတ်အနေနဲ့သိလိုက်ရပါရယ်။အကြောင်းကတော့ကြီးလင်ကင်ထားတဲ့ဓာတ်ကိုအဖေပြည့်သူလီချီကပိုင်ဆိုင်ခဲ့တဲ့ကြောင့် ရှောင်းရှိတယောက်ပဲတီးခဲ့လို့ပါပြီးတော့အဲ့ဒီရဲမင်ပလဲလုံးကသူကိုယ်တိုင်လက်ဆောင်ပေးထားလို့ပြောလိုက်တာကြောင့်ကြီးလိန်လည်းတီးတလောက်ဖြစ်သွားခဲ့ပါတော့တယ်လွယ်တဲ့နှစ်20ကရှောင်းရှိဟာရှောင်းဦးနာမည်နဲ့နေထိုင်ခဲ့ပြီးတော့အဲ့ဒီတွေတုန်းကသူနဲ့လီချီတို့အတူတိုက်ခိုက်ခဲ့ဘူးကြောင့်ကြီးလိန်ကိုပြောပြပါတယ်အဲ့ချင်းတုန်းကရှောင်းရှိဟာရဲမင်ပလဲကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီးလီချီကကယ်တင်ပေးခဲ့တာကြောင့်ရဲမင်ပလဲကိုလက်ဆောင်ဖြစ်ပြန်ပေးပြီးဒါမှတတ်ပေးခဲ့လို့ပြောပြလိုက်ပါတယ်ဒါတောင်ကြီးလိန်လည်းသူ့ဖခင်ငငယ်ကလေးကသူ့ကိုတားဆုံးနိုင်ငံတတ်သားဖြစ်အောင်လုပ်ခိုင်းပြီးတော့ တချိန်ကျရင်ရှောင်းရှေ့ဟာသူ့ကိုတောင်းဝင်ပေးရမယ်လို့ပြောခဲ့ကြအောင်ပြန်ပြောပြလိုက်ပါတယ်။ဒါမဲ့လီချီနဲ့ရှောင်းရှေ့အဆက်အသွယ်ပြတ်သွားတာကြောင့်လီချီဘလိုသေဆုံးသွားလဲလို့ကြီးလိန်ကိုမေးလိုက်ပါတယ်။ကြီးလိန်လည်းအဲ့ဒီမှာဖေဖေသူလီချီကိုရုံးတော်လိုက်ဖမ်းနေတဲ့အတွက်ပင်လေဖေးကတန်ခါရွာမှာပုန်းဆောင်နေခဲ့ရတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါမဲ့ကြီးလိန်အသက်16နှစ်မှာရုံးတော်ကဖေဖေသူလီချီကိုလာပြီးတော့ခြေဟာခံနိုင်သွားတာကြောင့်ဖေနဲ့မေဟာအသက်နဲ့ရင်းပြီးသူ့ကိုထွက်ပြေးခိုင်းလိုက်တာပဲဖြစ်ပါတယ်။ကြည်လင်လည်းသူဘသူကိုရှာမမ်းမသိဖြစ်နေခဲ့တာကြောင့်တိုင်းမင်းသားရဲ့ဆောင်ပွဲကိုလာပြိုင်ခဲ့တဲ့ကြောင်းရှောင်းရှိကိုပြောပြလိုက်ပါတယ် အားကြောင့်ရှောင်းရှိလေလွန်ခဲ့တဲ့နှစ်20ဟာစီစဉ်ထားတာရိကုံစလို့ရရဖြစ်လို့ကြည်လင်ကိုစိတ်ချဖို့ပြောလိုက်ပါတယ်။ကြည်လင်ကတော့ရှောင်းရှိတယောက်တည်းထင်နေမဲ့ရှောင်းရှိကကြည်လင်မထင်ထားတဲ့သူတွေတော့ပါတယ်လို့ပြောပြလိုက်ပါတယ်။အဲဒါမှတော့ကြည်လင်ကရဲလူကြီးမင်းနဲ့သွားတွေ့ပြီးတော့ရဲလူကြီးမင်းကတော့ကြည်လင်ဖေနှစ်တော်ကြာပြောင်းဆုံးခဲ့တဲ့အကြောင်းကိုပြန်ပြောနေခဲ့ပါတယ်။ရဲလူကြီးမင်းရဲ့စီစဉ်ကတော့သူရဲကောင်း၁၀ရောက်ရဲ့မျိုးဆက်တွေကိုတားဆုံးနိုင်ငံအဓိကစစ်သူကြီးတွေဖြစ်စေဖို့ပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့နှစ်နိုင်ငံနယ်စပ်တိုက်ပွဲဖြစ်နေချိန်မှာအချိန်မီနောက်ပြန်လှည့်ပြီးတော့ကိုယ်အဖွဲ့ကိုပြန်တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ဒေါက်ဆောက်တာတိုင်းစစ်စင်နိုင်ငံတားဆုံးနိုင်ငံကိုပိုင်းဆိုင်မှာတည်တာတောင်းရဲလူကြီးမင်းကရှင်းပြပါတယ်။ဒါမဲ့သူရဲကောင်း၁၀ရောက်ရဲ့မျိုးဆက်ထဲမှာလင်ရင်နဲ့ကြည့်လိုက်မဲ့ကြံတော့တာကြောင့်အကျိုးတစ်ခုတော့ဖြစ်စီမှာပါလို့ပြောလိုက်ပါတယ်။အဲ့နောက်မှတော့လင်ရင်လဲသူ့လိုပဲဆိုတာအံ့ဩနေတော့ရှောင်းရှက်ကလင်ရင်မိပါတွေမရှိတော့ကြတဲ့ကသူကပဲတိုင်းမင်းသာတေးမဲကြတောင်းကြည့်လိုက်အောင်ရှင်းပြလိုက်ပါတယ်။ရှောင်းဝင်းလဲလင်ရင်နဲ့ကြည့်လိုက်ဟာစီစဉ်တစ်ခုလုံးရဲ့အဓိကတော့ချက်တွေဖြစ်နေတာကြောင့်အချင်းချင်းမသိမြတ်တာတွေမှာဖြစ်ဖို့ပြောလိုက်ပါတယ်။အဲ့နောက်မှတော့ရဲလူကြီးမင်းကတားဆုံးနိုင်ငံတိုင်းမင်းသာရဲ့ဆောင်းပွဲမှာပထမနဲ့ဒုတိယနှစ်နေရာလုံးဟာသူတို့ရဲ့ခြေတံသူရဲကောင်းတွေပဲလို့ ဂုံစွာနဲ့ပြောနေခဲ့ပါတယ်။တပတ်မှာတော့ဆရာကုန်းစွာမတန်းရီယာဌာနကစစ်ဆေးလို့ရလာတဲ့အချက်လက်တွေထဲမှာရဲစမ်းကအမှတ်ဖြစ်တောင်ဝန်ထမ်းဆောင်စဉ်ကာလတစ်လျှောက်လုံးပုံမှန်ဖြစ်ကြောင်းပေါလုံကြီးမင်းကိုပြောပြလိုက်ပါတယ်။အားလုံးရဲစမ်းကထူးခြားတဲ့လှုပ်ဆောင်ချက်တွေမရှိသလိုတောင်ဝန်လေးရင်နဲ့ဆွဲမှတ်ချက်လည်းမရှိတောင်းဆရာကုန်းစွာရှင်းပြပါတယ်။ပေါလုံကြီးမင်းကတော့ရဲစမ်းရဲ့သူများအောင်ဆိုင်တာကိုမခံလို့ပဲရန်သူနဲ့ပူးပေါင်းပြီးတော့ပုံကံမှုတွေအသင့်တော်ဆုံးဖုံးကွယ်မှုဖြစ်နေရလို့ပြောလိုက်ပါတယ်။ကျန်ကြောင်းနဲ့စေဦးစည်းဌာနရဲ့တက်တဲ့ပြတဲ့ရာဆိုရင်တချိန်ကရွံကျဲကိုကြီးပေစစ်သူကြီးဖြစ်ချိန်ကန့်ကွက်ခဲ့တာက ရေဆန်းဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ချိန်မှာရေဆန်းပြောပေးခဲ့တဲ့လူကလူတီဖြစ်ပေမဲ့စေဦးစည်းဌာနကလက်မခံခဲ့ကြောင်းကြံကြောင်းကိုရှင်းပြပါတယ်။ကြံကြောင်းနဲ့ပို့ပြီးတော့ထူးဆန်းစီတာကရွံကျဲဟာကြီးပေးစစ်သူကြီးဖြစ်ပြီးတဲ့နောက်ပိုင်းရေဆန်းရွံကျဲပေါ်သဘောထားဆန့်ကျင်ဘက်ဖြစ်လာတာဟုတ်ပါ။အဲ့ဒါကတော့ရေဆန်းဘက်ကနေစေဦးစည်းဌာနကိုနေဆက်မှာစောင့်ကြံ့နေတဲ့ရွံကျဲစီကိုတက်ကူလေလွတ်ပေးဖို့တောင်းခံခဲ့တာပဲဖြစ်ပါတယ်။အားလုံးရွံကျဲတပ်ဖွဲ့ရင်းက၃သိန်းကျော်ဖြစ်သွားခဲ့ပြီ။ပြည်ထနာတော့တက်ကူပြေလွတ်လိုက်တဲ့တပ်သားတွေအားလုံးကရေဆန်းဥဆောင်ခဲ့မှုတဲ့တပ်ဖွဲ့ဖြစ်တာကြောင့်ချင်းဖုံးလဲပါဝင်ကြောင်းကြံကြောင်းကိုရှင်းပြလိုက်ပါတယ်။ အဲ့တော့ပေါင်လူကြီးမလဲလန့်သွားပြီးတော့ချင်းဖုံးကရေဆန်းစေခိုင်းမှုကြောင့်ရွံကျဲကိုရန်သူနဲ့ပူးပေါင်းတယ်လို့ပြောမယ်ဆိုရင်တခြားစစ်သူကြီးတွေကလည်းရေဆန်းရဲ့စကားကိုနားခံမှသေချာနေရလို့ပြောလိုက်ပါတယ်တကယ်လို့နှစ်ဖက်ကတိုက်ပွဲဖြစ်မယ်ဆိုရင်တာဆွန်ရဲ့တပ်ဖွဲ့ကအနိုင်ရဖို့ရာခိုင်နှုန်းနှဲသွားနိုင်တယ်လို့ပေါင်လူကြီးမကသုံးသပ်လိုက်ပါတယ်ဂျန်ဂျောင်းရသူအနေနဲ့ဇေယူးစည်းဌာနကိုရေဆန်းလွှတ်လိုက်တဲ့တပ်ဖွဲ့ကိုသွားပြောင်းပေးနိုင်တာကချိန်မွေးလဲလဲလို့ရာချောင်းပြောပြပါတယ်ပေါင်လူကြီးမကတော့ဒီကိစ္စကိုကင်တွယ်ရတာအရန်ခတ်ခဲပြီးရန်သူတတိထားမိမှဆိုလို့ချက်ချင်းလဲလဲလှယ်လိုက်လို့မဖြစ်ချောင်းပြောနေတဲ့ဘူပန်နေပါတော့တယ် ိုင်ရမတော့ပေါင်လူကြီးပင်တင်ပြမှုကြောင့်ရဲဆိုင်ကစစ်သူကြီး၁၀ရောက်လောက်နဲ့တပ်သား2000ခွဲကျော်ကိုနေဆက်မှာစောင့်ချက်ခိုင်းတာဆိုတော့စစ်သူကြီးတီတီသွားခဲ့ပါလိမ့်။အားလုံးစစ်သူကြီးတီကတော့ဒီလိုတွေအားလုံးသာရဲဆိုင်စကားကိုနားခံကြမယ်ဆိုရင်တော့နောက်ဆက်တွဲစိုးတို့ကရမ်းများတယ်လို့ပြောနေပါလိမ့်။မန်ချိုဒီဝမ်ကတော့ဒါတောင်တိုင်းပြည်နာရှင်တွေကိုယာရုအန်နေမှုရွှေဆိုင်မိခဲ့တာကြောင့်အတော်လေးကိုတပ်ပြင်းချနေနိုင်တာပါ။ဒါပေမဲ့တပ်ဖွဲ့တွေကတပ်သားတွေကတော့ရဲဆိုင်နဲ့အတူမပုံကန်နိုင်ဘူးလို့အမတ်ချုပ်ကြီးဝမ်ကပြောလိုက်ပါလိမ့်။စစ်သူကြီးတီကတော့ရဲဆိုင်ရဲ့လက်ရုံးသာနေဆက်အဓိကနေရာမှာစောင့်ချက်နေပြီး အရိစေသူကြီးကသာတမင်တကာလုံကြုံကြီးကိုစော့ချမယ်ဆိုရင်တော့မျိုးတကားကိုပွင့်စေပြီးတော့ခြေတံတက်ဖွဲ့ကိုဝင်ရောက်လာစေနိုင်တယ်လို့ပြောပြလိုက်ပါတယ်။အဲနောက်မှာတော့ပေါင်လုံးကြီးမင်းကတပ်သားတွေကိုသာချက်ချင်းလဲလိုက်မယ်ဆိုရင်တံပြန်ခုခံလို့ဖြစ်နိုင်တဲ့အောင်ရေဆန်းကိုပို့ပြီးတော့သတိထားမိစေလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်နှစ်ဖက်စလုံးအစီအမေတဲ့နီလန်ကိုစဉ်းစားဖို့ပေါင်လုံးကြီးမင်းကအကြံပေးလိုက်ပါတယ်။အဲနောက်မှာတော့ဦးတော်ကသူဟာတိုင်းပြည်ရဲ့မှာဝင်ပါတော့ဆိုပေမဲ့ဒီကိစ္စတစ်ချက်မှားသွားတယ်။ခြေတံတက်ဖွဲ့ကိုကြီးတော်ဝင်ပေးလို့ဖြစ်သွားနိုင်တဲ့အတွက်ဂယူးမဆိုင်လို့မဖြစ်ဘူးလို့ပြန်ပြောပါတယ်။မန်ချိုဒီဝမ်ကတော့ဦးတော်ကနိုင်ငံတောင်ကိုမထမ်းဆောင်တော့ဘူးဆိုပေမဲ့ နန်းတွင်းရဲ့အလဲတောက်တိုင်းလိုဖြစ်နေတာကြောင့်တားဆုံနိုင်ငံရေးကိုဦးစားပေးဖို့အကြံတောင်းလိုက်ပါတယ်။အဲနောက်မှာတော့ဦးတော်ကရေဆန်းရဲ့လေဦးတော်စစ်သူကြီးကိုချက်ချင်းလဲလှယ်ဖို့တီချင်းကိုမှားလိုက်ပါတယ်။ပြီးတော့တီချင်းကိုစေဦးစည်းဌာနအနေနဲ့ဂျီဘေစစ်သူကြီးဟန်ကျဲကိုနေဆက်ပေမနေမရနဲ့ချက်ချင်းဆုတ်ခွာဖို့အကြောင်းကြားခိုင်းလိုက်ပါတယ်။ဦးတော်ရှိကတော့သူတို့အားလုံးတလဲသည့်မျိုးတော်ကိုခေါ်ဆောင်ပြီးစစ်သူကြီးယာရုကနေပယ်ဖြတ်ခိုင်းလိုက်တဲ့ပြင်စစ်ဆေးချက်ပြီးမှထပ်ပြီးတော့စီရင်ရမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဦးတော်ရှိကပေါင်လူကြီးမျိုးရေဆန်းချောင်းစုံစမ်းမှု9ရက်တာချိန်ပေးထားမှာ တရက်ကုံဆုံးသွားပြီဖြစ်လို့ရဲစမ်းရန်သူနဲ့ပူးပေါင်းတဲ့ပြစ်မှုတွေကိုစုံစမ်းရနိုင်အောင်အမြန်လှုပ်ဆောင်ခိုင်းလိုက်ပါတယ်။ဦးတော်ရှိကတော့တကယ်လို့လုံးဝစုံစမ်းလို့မရတော့ဘူးဆိုရင်အကျိုးဆက်ကိုမစင်းသားပဲရဲစမ်းကိုဖမ်းလိုက်ပြီးတော့သူနဲ့ချီတန်တို့အဆက်အသွယ်လုံးမှုတွေကိုဖျက်တောက်နိုင်ဖို့ပဲမှားလိုက်ပါတယ်။ပြီးတော့မတ်ချုပ်တီဝန်ကတော့မတ်ချုပ်တီအနေနဲ့တာဝန်အားလုံးကိုစီမံနိုင်ရမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါကြောင့်လုံးဝမတတ်နိုင်တော့တဲ့အစုံအခြေအနေကိုမရောမချင်းမင်းကြီးကိုစိတ်ချအောင်ကြားမကြားဖို့နဲ့အားလုံးတေးတာအတည်ပြုနိုင်မှာပဲမင်းကြီးကိုစောက်တင်ပါလို့ပြောလိုက်ပါတယ်။အဲ့ဒါမှတော့ဦးတော်ရှိကပေါင်လူချင်းမတ်ချုပ်တီဝန်နဲ့စစ်သွေးတီချင်းတို့က ဒါဆိုရင်ပင်မတောက်တိုင်နေဖြစ်တာကြောင့်ပြည်ထနာရီနဲ့ရင်ဆိုင်နေမှာသူတို့၃ယောက်သာအချင်းတကိုထိမ့်ပေးမယ်ဆိုရင်အခက်အခဲကိုအစဉ်ပြေပြေနဲ့ကြော်လွားနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒါမှတော့လင်းရင်လဲကြီးလိန်နဲ့သူဟာတဖွဲ့တည်းပဲလားလို့မေးတာကြောင့်ကြီးလိန်ကတော့သူတို့ကတာဝန်ချင်းတူအောင်ပဲလို့ပြန်ပြောပါတယ်။ကြီးလိန်ကတော့တာဝန်ချင်းတူညီကြရမယ်သူတို့ကြားတဲ့ပတ်သက်မှုဟာပြောင်းလဲလို့မရဘူးလို့ထပ်ပြောပါတယ်။ကြီးလိန်ဟာခွေးင်းသားရှိနေတော့သူ့ဘက်ကလင်းရင်နဲ့အနိုင်ဆုံးတည်တောင်းထပ်ပြီးတော့ရှင်းပြအောင်မှလို့ပြောပြန်ပါတယ်။အဲဒီမှာမြောင်ချင်းရောက်လာကြောင့်ကြီးလိန်လဲထွက်သွားပြီးတော့လင်းကတော့သူတို့ထပ်တိုက်ခိုက်မဲ့အကြောင်းမြောင်ချင်းကိုပြောပြလိုက်ပါတယ်။ အဲ့တော့မှတော့မြောင်ကျွေးနဲ့ရဲလူကြီးမင်းကလေရင်ခေါ်နေလို့လာပြီးတော့ပြောတဲ့အတွက်လေရင်လည်းအနေမြမဲသွားတွေးလိုက်ပါလေဒုနဲ့ရဲလူကြီးမင်းကတီချင်းဟာလေရင်ကိုအိန်တော်စီလာဖို့အကြောင်းကြားခိုင်းလိုက်တဲ့အတွက်လေရင်လည်းဘာလို့ဆိုလိုလဲဆိုတာတီသွားပါလေအဲ့တော့လေရင်ကတီချင်းမနေ့ကသူ့ကိုလာရှာတဲ့အကြောင်းကိုပြောပြလိုက်ပါတော့တယ်ရှောင်းဝင်လည်းဝမ်းတာပြီးတော့ဒီခွေးကလက်လွတ်ခံလို့မဖြစ်ဘူးလို့ပြောပါလေရဲလူကြီးမင်းကတော့လေရင်ဒီလောကမှာအသက်ရှင်နေတဲ့ကုသီးသောရွယ်ချက်ကတာဝန်အတွက်ပဲလို့ပြောလိုက်ပါလေအဲ့တော့လေရင်လည်းတီချင်းဟာသူနဲ့ပတ်သက်တာတွေကိုစေသူကြီးတီချင်းကိုပြောပြထားကြအောင်ရှင်းပြလိုက်ပါလေ ရဲလူကြီးမလဲတီချင်းကဒါကြောင့်သာလင်းဝင်းကိုခေါ်တာပဲလို့သဘောပေါက်ပြီးတီချင်းသဘောကျလာအောင်စွမ်းကုန်လှုပ်ဖို့လင်းဝင်းကိုမှားလိုက်ပါလေပြီးတော့လင်းဝင်းနေနဲ့တီချင်းသမတ်ဖြစ်တဲ့သဘောကျလက်ခံလာအောင်စူးစမ်းဖို့ရဲလူကြီးမင်းကမှားလိုက်တာပါအဲ့နောက်မှတော့လင်းဝင်းထွက်သွားတဲ့ခါမှာရှောင်းဝန်းလဲလင်းဝင်းပုံစံအသိပြီးတော့လက်မခံခြင်းတို့ပဲလို့ပြောလိုက်ပါလေဒါမဲ့ရဲလူကြီးမင်းကတော့လင်းဝင်းလက်မခံလို့လည်းမရတာကြောင့်ဘာလို့လဲဆိုတော့လင်းဝင်းမဲတီချောင်းကိုပြန်ပြောပါလေအဲ့နောက်မှတော့ရုံတော်မှာပြေးပြီးတော့ထိုင်နေအိုက်ကိုမြင်တော့ဆရာကောင်းဆိုးလဲမနေ့ကမင်းကြီးလို့ဝေးခဲ့တဲ့အကြောင်းလှမ်းပြီးတော့မေးလိုက်ပါလေအဲ့တော့အိုက်ကလည်းသူကဆရာကောင်းဆိုးပေးတဲ့အကြံဉာဏ်ကြောင့်ပဲ မိန်းလေးလိုဝစ်သွားပြီးတော့ရဲစမ်းတို့သွားပြီးတော့စောင့်ကြည့်ခဲ့ရအောင်ပြောလိုက်ပါလေဒါမှလည်းဘာမှမသိခဲ့ရတာကြောင့်မိန်းလေးလိုဝစ်တာအလားအသဖြစ်သွားခဲ့တာပဲလို့အာယူကပြောလိုက်ပါလေအာယူလည်းလုံးဝမထူးခြားတာမဟုတ်ပဲတီထင်ကိုခေါ်ပြီးတော့လေမင်းနဲ့သွားတွေးစေခဲ့တာလို့ထပ်ပြောလိုက်ပါလေအားကြောင့်အာယူကတော့သူ့ငယ်ချင်းတီထင်ကလေမင်းနဲ့ချစ်ကြိုက်သွားပြီးဖြစ်ကြောင်းဆရာကုန်းဆုံးပြောပြလိုက်တာပါဒါမှမဟုတ်တော့တီထင်တို့အိမ်ကိုအတော်ဖေးသူကြီးအရော်ဒီကိုရန်ရောက်လာပြီးတော့လေမင်းကိုတွေးဖို့ထိုင်ဆောင်နေပါလေအတော်ဖေးသူကတော့လေမင်းသားနယ်ဆက်ကိုဆေးလို့ခံပြီးလက်ဆက်ဖို့လွဲသွားရင်တီထင်အပြစ်တင်ပါဆိုလို့အမြန်ရောက်လာတာလို့ပြောလိုက်ပါလေ ဒီချမ်းတော့တကယ်လို့လွဲသွားရင်တော့တသက်လုံးလက်မထက်လဲနေလို့ရပဲလို့ပြန်ပြောပါတယ်ဒီချမ်းတော့လင်းရောက်လာတဲ့ခါမှာတီထားကြည့်ပေးဖို့နဲ့ဒီထင်းတဘွားလုံးကအမားဖြစ်သူကြည်ရတော့ဒီပေါ်မှာပဲမူတည်နေလို့ပြောလိုက်ပါတယ်အဲကြောင့်အပေါင်းလူကြီးမင်းနားတဲ့ဒီပေါက်ကြားသွားပြီးတော့မိဖုရားတီကလင်းဝင်းကိုကိုယ်တိုင်ခေါ်တွေ့မှန်းတီသွားခဲ့ပါတယ်ဇာကွန်ဆိုတဲ့တကယ်လို့မိဖုရားတီသာလက်ခံရင်တော့လင်းဝင်းကအမတ်ဖြစ်တောင်းဝန်ထမ်းဆောင်ပြီးနေဆက်ကိုမသွားခင်မှာစေသူဤတီကသူတို့ကိုလက်ထပ်ဖို့သဘောတူပြီးမှလို့ပြောလိုက်ပါတယ်ဇာကွန်ဆိုတော့လင်းဝင်းကတိုင်းမညာရှင်ဖြစ်ပြီးတော့ဒီထင်းကတော့စေသူကြီးရဲ့မျိုးဆက်ဖြစ်တာကြောင့် ဖက်ဖက်ကလိုင်းဖန်းညီမှုရှိရတဲ့အားနဲ့ဘာလို့စိတ်ပူပန်နေရတာလဲလို့မေးလိုက်ပါတယ်။အားလုံးကြံကြောင်းတော့ပေါလုံကြီးမြလင်းရဲမိဘနောက်ခံမျိုးနဲ့ပတ်သက်ပြီးတန်တရားဖြစ်နေတာလားလို့ဝင်မေးလိုက်ပါတယ်။ပေါလုံကြီးမြကတော့ကြောက်ဟုကသွားပြီးတော့စုံစမ်းနေရကြအောင်တခုတော့တိလာမှာပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကြံကြောင်းကတော့သူတို့နှစ်ယောက်ချင်းချင်းမြတ်တာပေါ့တန်တရားတော့မရှိသင့်ဘူးလို့ဝင်ပြောပါတယ်။အားလုံးကတော့လင်းရင်ရောက်လာပြီးတော့စိတ်သူဤတီနဲ့မိဖုရားတီကိုကာရဝပြုပါတယ်။ပြီးတော့စိတ်သူဤတီကတီထင်တဲ့လင်းရင်အကြောင်းကိုတီးပြီးဖြစ်လို့အခုလို့ခေါ်တွေ့ရတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဒုနဲ့တီထင်တဲ့လင်းရင်တို့ခြံဝင်းထဲမှာလမ်းလျှောက်စကားပြောနေတော့ ဒီထရာသူတော်အကဲဖြတ်စစ်စစ်တာကိုခံရတာကြောင့်လေဝင်းကိုတောင်းပန်လိုက်ပါတယ်အန်နာမတော်တီထင်းလဲစကားတွေပြောနေလေဝင်းတယောက်နောက်ပိုင်းမှာစစ်မြေပြင်မှာရန်သူကိုဘလုံးရင်ဆိုင်တိုက်ခိုက်မှလဲလို့မေးလိုက်ပါတယ်လေဝင်းလဲစစ်မြေပြင်မှာတော့အဲ့လိုမဖြစ်နိုင်ပဲကိုလိုစိတ်လှုပ်ရှားတာကလည်းသူတို့ရဲ့အနာဂတ်ဖြစ်နေတာကြောင့်ဖြစ်ရတာလို့ပြောလိုက်ပါတယ်အန်နာမတော်လေဝင်းနဲ့တီထင်းတို့ကိုစစ်သူတီကဧကန်းဆောင်လာဖို့လမ်းခေါ်ပါတယ်အတော်ဖြစ်သူကျန်ရော်တီကတော့တီအိန်တော်ကတိုင်းပြည်ပေါ်မှာတစ္ဆာထားတာကိုပထမအခြေကိုဒုတိယထားတာကြောင့်တေချာတိထားဖို့လေဝင်းကိုပြောလိုက်ပါတယ်အန်နာမတော်ကျန်ရော်တီလဲလေဝင်းမိဘဆွေမျိုးတွေအကြောင်းမေးပြီး လင်းကားတကောင်ကျွက်ဖြစ်နေအောင်သိလိုက်ရပါတယ်အာတောင်ကျားတို့ဒီကတော့လင်းရင်နဲ့တီထင်တို့ရဲ့မင်္ဂလာကိစ္စကိုဒီအင်တော်ဘက်ကနေဥဆောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတော့တယ်ဇေသူတီချင်းကတော့သဘောတူမဲ့တီထင်ကသူတို့အိမ်တော်ရဲ့အလေးထားဆုံးသူဖြစ်တာကြောင့်တီထင်ကိုဘလို့တငယ်မှုတွေမှာမခံစားစေချင်ဘူးလို့လင်းရင်ကိုတခါတည်းမှားလိုက်ပါတယ်တကယ်လို့သာနောက်ပိုင်းလင်းရင်သာတီထင်ကိုပြစ်ပယ်မယ်ဆိုရင်တော့ဇေသူတီကသူကိုယ်တိုင်လုပ်ပေးမှာမဟုတ်ကြောင်းကိုသတိပေးလိုက်တော့တာပါအဲတော့လေလေသူကမုတ်ဆိုးတယောက်ရဲ့သားဖြစ်ပြီးတော့ဒီထင်းနဲ့ဆုံတွေ့ခွင့်ရတာကဘွားမှာပြောရွှင်ဆုံးရပဲလို့ပြောလိုက်ပါတယ် လေဝင်ကတော့သူသားဒီဘွားမှာတီထင်းကိုပြစ်ပိန်သူ့ရဲ့ဓာလန်ရှေအောက်မှာတေဝင့်ပါတယ်လို့ပြောလိုက်ပါတော့တယ်။အဲကြောင့်စစ်သူဒီကတော့လေဝင်ကိုယာရုအပ်ပြီးတာနဲ့သမီးပြည့်သူတီထင်းနဲ့လက်ဆက်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့တီထင်းလဲ IUC ကိုအိုက်ကြောင်းနေလားပြောပြပြီးအဖေပြည့်သူကလက်ဆက်ပေးဖို့သဘောတူလိုက်တဲ့အကြောင်းကိုဝန်သားအားပြောလိုက်ပါတယ်။တီထင်းလဲအဖေပြည့်သူကမင်းကြီးကိုပါကိုယ်တိုင်လက်ဆက်ခိုင်းမယ်လို့ပြောနေကြအောင်။ IU လဲတငယ်ချင်းကိုဂုံပြုပေးနေပါတယ်။အဲနောက်တီထင်းလဲ IU သာဆောင်ဝဲဆောင်မှာလေဝင်နဲ့သွားတွေ့ဖို့မတိုက်တွန်းဘူးဆိုရင်ဒီလိုဖြစ်မလာနိုင်တာကြောင့် IU ကိုတော့အထူးဧည့်သည်နေနဲ့လာရမယ်လို့ပြောနေပါတော့တယ်။ ဒါမှမဟုတ်တော့ကြောက်ကပြောင်းလာပြီဖြစ်တာကြောင့် IU ကမေးလိုက်ချိန်မှာကြောက်ကထားရွယ်မှာလေရင်နဲ့ပတ်သက်ပြီးတော့တီးခဲ့ရတဲ့အတွက်ချက်ချင်းအကြောင်းလာကြတာပဲလို့ပြောပြလိုက်ပါတယ်။ကြောက်လည်းသူနောက်ကျနေရကချင်းရွယ်ခရိုင်ကိုသွားနေရတာကြောင့်ပါလို့ရှောက်တင်လိုက်ပါတယ်။အဲဒါကြောင့်ပေါလုံကြီးမင်းလည်းထူးဆန်းသွားပြီးတော့လင်ရွင့်မှတ်တမ်းမှာဇာတိကထားရွယ်ဖြစ်နေအောင်တတိယသွားပါတယ်။ကြောက်လည်းထားရွယ်ရုံတော်ကလင်ရွင့်အဖေလင်ဖုံးဟာလွန်ခဲ့တဲ့နှစ်20မှာသူတို့သားမိနဲ့အတူထားရွယ်ကိုပြောင်းလာတီးလိုက်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ပြီးတော့လင်ဖုံးတို့ကချင်းရွယ်ကနေပြောင်းလာတဲ့မုံဆိုးတွေဖြစ်ကြောင်းကြောက်ကထပ်ပြောပြပါတယ်။ ကျောက်ကလုံငန်းတဲ့20ကမှတ်တမ်းမှုနဲ့ဆုံးခဲ့ပြီးတော့အဲ့ချိန်မှာပဲလင်ဖောရဲ့တပ်သေးပြချက်မှတ်တမ်းအပြောင်းဆုံးသွားတာကြောင့်မှတ်တမ်းမှုဘက်ကအထူးကွင့်ပြုပေးချက်နဲ့လက်ခံပေးခဲ့တာလို့ပြောပြလိုက်ပါတယ်။ဒါမှမဟုတ်ချင်းရံခရိုင်မှာလင်ဖုံးလုံးမိသားစုဆိုတာမရှိဘူးလို့ကျောက်ကပြောလိုက်တာကြောင့်အားလုံးနဲ့လန့်သွားခဲ့ရပါတယ်။ဇာကွန်ဆိုတာလင်ဖုံးလိန်နာပြည်မှုတစ်ခုကိုကျူးလွန်ခဲ့တာကြောင့်လီဝင်တို့သားမီးကိုထားရွံစီခေါ်လာခဲ့တာများလားလို့တွေးမိသွားပါတယ်။ဂျန်ကျောင်းကလီဝင်တစ်ချိန်ကပြောခဲ့တာကသူ့ရဲ့တိုင်းကွက်တွေကိုမိဘတွေကသိမ်းပေးထားတာဖြစ်ပြီးတော့စေတူဤတီကတော့လီဝင်တိုင်းကွက်တွေကချီတန်တက်သားတွေမြင်းစည်းရှင်ပြိုင်မှာအသုံးပြုတဲ့ ဂုံးလျံတိုက်ခွက်နဲ့တူညီတယ်လို့ပြောဘူးကြောင်းကိုဆက်ဆက်ပြောပြလိုက်ပါရယ်အာတော်ကြံတော်လဲလင်ဖုံးသာတချင်အချီနှံတက်သားဖြစ်ခဲ့ရင်ထိုင်မန်ရုံတော်ဘာတော်လိမ့်လဲပြောဆိုခဲ့တာလဲဆိုတာတက်သေးပြလို့ရတယ်လို့ပြောလိုက်ပါရယ်အာယူကတော့ချီတန်စစ်တီတယောက်ရဲ့သားကဘာလို့သူတို့တားဆုံးပြဲတိုင်းမင်းသားဆောင်းမွဲရက်ကိုလာပြီးတော့ရှင်းပြနိုင်ပါလေလို့တွေးနေပါရယ်ပြီးတော့အာယူကတီထင်တဲ့လင်ရင်လက်ဆက်ဖို့စစ်သူအီတီကသဘောတူလိုက်ပြီဖြစ်တာကြောင့်ပြဿနာတော့တက်တော့မှာပဲလို့ပြောပြလိုက်ပါရယ်အဲ့တော့မှတော့ရဲလူချင်းမင်းကသဘောကျနေပြီးတော့လင်ရင်သားဒီချင်းသမတ်ဖြစ်လာခဲ့ရင်သူတို့စီစဉ်ပြင်းပြဖို့ကပို့ပြီးတော့နှီးစပ်လာပြီလို့ပြောပါရယ် အားကြောင့်လင်းဘက်ကသာနေဆက်စောင့်ချက်ဖို့တောင်းပေးခံမယ်ဆိုရင်တော့အကောင်းဆုံးဆက်စင်ကိုလုံနိုင်တော့မှာပဲလို့ရဲလူကြီးမင်းကထပ်ပြောလိုက်ပါတယ်။အဲ့နောက်မှာတော့ကျန်းလုံပြောင်းလာတာကြောင့်မီလောင်မြေမှာတည်ဆုံးခဲ့ရတယ်။ဘုံတော်ကြီးရဲ့အလောင်းတွေမှာဓာရာတွေ့လာလို့မေးလိုက်ပါတယ်။အားကြောင့်ကျန်းလုံနဲ့ချင်းချိုးယုံတော်ကလူကြီးမင်းရဲ့စာနဲ့အလောင်းကိုခွဲစိတ်တဲ့အခါမှာအလောင်းတွေကအပြင်ကမီလောင်တန်းကြောင့်မဲနေမဲ့အတွင်းမှာတော့ဓာခုတ်ခံရတဲ့အရာတွေရှိနေလို့ပြောပြလိုက်ပါတယ်။ဓာရာကအယိုးမာတော်ကျန်တဲ့ဒီရက်ဆက်ကျန်းကျုပ်ခဲ့တာကြောင့်ကြီးလင်ရဲ့ဓာခွန်းနဲ့ရန်ကိုတူညီနေရပဲလို့ကျန်းကျောင်းကသုံးသပ်ပါတော့တယ်။ ဆရာကုန်းစောင်းကြီးလင်ရဲ့ဓာတ်နဲ့အယိုးဘော်ကဓာတ်ကိုယူပြီးတိုက်စင်တော်ကြီးလင်တတ်မတတ်တတ်တည်ပြလို့ရပြီလို့ပြောလိုက်ပါတယ်ပြီးတော့ကြီးလင်နဲ့လင်ရွဲ့မျိုးယူစင်းမြစ်ကိုမသိရတာကြောင့်ယာရူးခန့်ဖို့အတွက်အချိန်နောက်ဆုံးရင်တင်းတော်မလားလို့မေးလိုက်ပါတယ်ဂျန်ကျောင်းကတိုင်းပညာရှင်၆ောင်းမှာတကယ်လို့နှစ်ယောက်ကတန်တရားဖြစ်စရာကောင်းနေရင်ကြီးတန်သရှိုးဆောင်ဝဲတော်မှာထွက်ပေါ်လာတဲ့အကြောင်းရင်းကဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်ဒါဆိုရင်တော့ပြဿနာတွေပုံမရှုပ်ထွေးလာတဲ့နောက်မှာပေါင်လူကြီးမျိုးစင်းမြစ်အစားတွေဆွဲထုတ်သွားနိုင်မလားနောက်ပိုင်းမှာဆက်ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ โอเคပါဒီနေ့တဲ့ဒီဆက်မောကတလောက်ပါပဲပြည်သူတရားရှင်ပေါင်ချင်းဇလန်တွေအပိုင်းဆက်များနောက်နေ့မှရှိနေဦးမှာဖြစ်ပါတယ်အ channel subscribe လုပ်ပြီးနောက်ခေါင်းတော့နှိပ်ပြီးတော့စောင့်ကြည့်ပြီးဒါကိုတောင်းဆိုရင်းနေဒီနေ့မှာအစားဆုံးလိုက်ပါကြည့်ရှုပေးခဲ့တဲ့ပရိသတ်များလုံးကျေးဇူးတွေတင်ရှိပါတယ်ခင်ဗျာမကောင်းတာလုပ်တဲ့ကောင်တွေများမိုးနှမင်းတန်ခတ်ပါစီဗျာကျွန်တော်အန့်ခင်မှုပါ